ကျွန်တော်တို့ကငငယ်လေးကလေးကပေါ့နော်အဖေအမေတွေဖိုးတွေဖွားတွေဦးကြီးဦးလေးတွေဒေါ်ကြီးဒေါ်လေးတွေပေါ့နော်အဲသူတို့တွေကကျွန်မတို့ကိုဒီလိုအဟာရပေါ့နော်ဆန်တဲ့စီဟာမြန်မာလူမျိုးတွေရဲ့အဟာရအရင်းမြစ်ဖြစ်ပါတယ်ကျွန်မတို့တွေအားလုံးကဒါဒါကိုစားပြီးတော့ဟလာမိဘဘိုးဘွားတွေရဲ့စောင့်ရှောက်မှုနဲ့ကြီးပြင်းလာကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအဲဒီတကြီးကတော့မြေပဲစီကိုဒီလိုရည်ရွယ်ချက်ကလေးနဲ့ပေါ့ဒီကျေးဇူးတရားတွေကိုအောက်မေ့တဲ့ရည်ရွယ်ချက်ကလေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲသူကဟိုမကွေးတိုင်းပေါ့နော်မြစ်ချီသူပေါ့သူတို့ရဲ့မခုတ်ကူမြစ်ချီပေါ့အဲ့ဒီကဟို ဟိုဇာတိကအဲ့လိုမျိုးဆိုတော့အညာရဲ့အငွေအသက်ကလေးလည်းပေါအောင်ဆိုပြီးတော့ဒါရှေးခေတ်ဟောင်းလည်းပြန်ပြီးတော့တတိယအောင်ဆိုတော့တကြီးခေတ်ကလေးပြန်ပြီးတော့လည်းအဲ့အဲ့ဒါလေးကိုကိုစားပြည့်တဲ့အနေနဲ့ မိခင်တွေကိုကိုစားပြုတဲ့အနေနဲ့တကြီးကတော့ဆိုပြီးတော့နမလေးကြားလိုက်တာလည်းတယ်ဒါမြန်မာမှုလည်းမြန်မာမှုလည်းပါတယ်ဝိသက်ကအခုဘလောက်တိပဲရှေ့ကိုရှေ့ခစ်တွေရှေ့ခစ်တွေရောက်နေပြီလေစီတကြီးကတော့လို့ပြောလိုက်ချင်ရပဲဟိုနောက်ကဟိုအောင်မှုဝယ်ရလေးကိုလေစိတ်တမအထင်ကရလေးဖြစ်သွားတယ်လေရော်တီပါမှာဆိုလို့ရှိရင်တကြီးကတော့မပါလို့ရှိရင်ပွဲမစီပွဲမစီဆိုတော့ကျွန်တော်ကအဲ့လိုမျိုးလေးလေသူနဲ့ပတ်သက်ရင်ချစ်ဖို့ကောင်းတဲ့ကွန်ပျူတာကွန်ပျူတာနာမည်ကဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ပါရှင့်သူကတကြီးရဲ့မိမအရေးကြီးတာကိုတကြီးကတော့ဒါဒါလေးလို့ မ Union Asia Community Limited ရဲ့ Director ဆိုမှတော့မှာရှိရိုင်းနဲ့အဲပတ်သက်ပြီးတော့လည်းခင်ခဲ့ရတာပေါ့နော်ဆွေမလေးနဲ့လည်းခင်ခဲ့ရတယ်နောက်တစ်ခုကဒီကုန်းတို့ရဲ့ရင်းနှီးချမ်းစကားဝိုင်းအဲဒီမြေပဲစီစစ်စစ်ကိုလည်းတကြီးကတော့မြေပဲစီစစ်စစ်ကိုလည်းဒီကုန်းတို့ကိုယ်တိုင်လည်းသုံးဆွဲနေတယ်အတွက်ကြောင့်မို့လို့ဟိုတကယ်ဒီပွဲမှာပါဝင်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘလို့ပါဖြစ်တုံးဆိုတော့ဒီဘက်ကကျွန်တော်တို့ရဲ့ဒါရိုက်တာကြီးပေါ့ဗျာ Union Asia

ုတ်ကဲ့ကျမတို့ကလေဟိုဘယ်လိုပြောမလဲညီပဲစီဆိုတာမြန်မာလူမျိုးတွေရဲ့အစားအသောက်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုဆိုင်ရာဒလေးစရိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမအဲ့ဟာလေးလဲပေါ်လွင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာမှုမြန်မာဟန်လေးပါပါခြင်းနေပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမအရင်ဆုံးဥယိုင်းနဲ့တိုင်ပင်ရပါတယ်ရှင်အဲ့ဒီထဲမှာအပြူတော်ရင်းနေပါမယ်နောက်တစ်ခါကျတော့ဒီတထေးဝါရလို့တခက်ကိုဟိုကောင်းမွန်ပြီးတော့ပေါ့နော်မြန်မာစစ်တဲ့အဲ့လိုမျိုးတချင်းလေးတွေလဲကျမတို့ကထည့်ခြင်းနဲ့ဆိုတော့ထည့်ခြင်းတဲ့အတွက်ကြောင့်ဥယိုင်းနဲ့တိုင်ပင်ပြီးတော့ဒါလေးတွေကိုကောင်းကင်ဖို့ဖြစ်တာပါရှင်ကျမတို့ကထုတ်လုပ်မှုအစဉ်တိုင်းအစဉ်တိုင်းမှာ ာကျွန်တော်တို့ဟိုတန့်ရှင်းအောင်စစ်မှန်အောင်တည်ချာချာကျွန်တော်တို့ဂယူဆိုင်ရပါတယ်ရေဘဲစီတစ်ခုကိုစစ်မှန်အောင်ထုတ်နိုင်ဖို့ဆိုတာကတောင်သူတွေလက်ထဲမှာကိုကလေးကဒီဟာကိုဘယ်လိုကင်တွယ်ခဲ့တယ်လဲတခါနောက်ပြီးတော့ကုံတွေတွေကုံတွေတွေကနေအစင်းစင်းပေါ့နော်အမ်စီဇက်လုတ်သားတွေနောက်ဒီထုတ်ဖို့ဖြန့်ပြူးသူတွေဟာဒီမြေပဲစီတစ်ခုတန့်ရှင်းပြီးစစ်မှန်ကောင်းမွန်နေပေါ့နော်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟာတစ်ခုရဖို့ရအတွက်ကျမတို့အစစ်စစ်ဖြတ်တန်းပြီးတော့တေချာကင်တွယ်ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရပါလိမ့်ရှင် အဲ့ဒါတွေကတော့ဒါစီမံသိန်းလေးပဲသူသူသူဖြစ်ချင်တဲ့ဆန္ဒလေးတွေပေါ့တခါတလေမှာကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အနီးအနားမှာရှိနေမယ်တချို့ဟာလေးဆိုကျွန်တော်မေ့မေ့သွားကြတာရှိတယ်သိလားမေ့ပြီးတော့မှတော့တော့မှသူတယောက်ကပြောလို့တော့အေးဟုတ်သားပဲဆိုပြီးတော့ဖြစ်ကြတာပေါ့အဲကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ဒီလိုပဲဟိုအမေတွေကရောဟုတ်လား အဲကြီးတော်လေးတို့ဦးလေးတွေတို့ဘာညာလေးတို့လည်းပဲကျွန်တော်တို့အာဝါဝါဝါတော့လောက်ရသေးတယ်လေအဲဟုတ်တယ်ဟုတ်တယ်အဲဖို့လာမင်းရောပေါ်မော့ကြည့်ပြီလာမင်းရဲ့လားတမင်းစီနာရှင်လေးမနဲ့ပေးပါဘာညာဘာလို့ကလေးတွေကငငယ်တော့ကဒီလိုနှစ်နှစ်တော့သုံးနှစ်တော့ဆိုတဲ့ကလေးတွေကဘယ်တော့မှတမင်းမစားဘူးအဲ့ဒါကလေးတိုင်းပဲကဘာမှာရှိသမျှကလေးတိုင်းဘယ်တော့မှတမင်းမစားဘူးတမင်းဆိုင်ခက်တယ်အဲ့တော့အဲ့ဒီဥစ္စာလေးကိုပေါ်ဗျာဘာလို့ပြောကျွန်တော်တို့ရဲ့ ရှေးထုံးကိုလည်းမပဲနဲ့ဆိုသလိုပဲရှေးရှေးထုံးတွေရှိတဲ့ကျွန်တော်တို့ရဲ့ရူရဒလေးအဲဟိုရင်းမှာဆူယူးစကားလေးပေါ့နော်အဲအဲ့ဒါလေးကိုသတိတရအနေနဲ့လုပ်ချင်တယ်ဆိုတာနဲ့အဲ့ဒါလေးကိုဒီထက်မှလည်းကျွန်တော်တို့ပေါ်ဖော်မန့်အနေနဲ့ပေါ့နော်အဲအမျိုးသမီးတယောက်ပဲကလေးလေးရဲ့နောက်အဲသူတို့မိသားစုပုံလေးပေါ့နော်တာမီတာဖတ်၃ယောက်ထမင်းလိုက်ကျွေးနေတဲ့ပုံလေးကိုအဲ့ဒါလေးနောက်က narration လေးနဲ့တင်ဆက်ဖို့လေးတခုစောင့်နေထားပါတယ်အဲ့ဒါကျမ်းမာလေးနဲ့တိုက်ကြီးနဲ့အစီကိုရရှိဖို့ရည်ရွယ်ပြီးတော့ အဓိကတော့ပြင်ပေးစီကိုကောက်ထုတ်ထားပါလေဆိုရင်အကြောင်းကြောက်လာတာအဲ့ဒီပြာပေါင်းကိုဂရင်းကောင်းမှာရတယ်ထုံးလုံးမှုစနစ်တစ်ခုလုံးရဲ့လုံထုံးလုံးကြီးတွေနဲ့အညီဖြစ်စေဖို့ရတဲ့ FDA ကိုစတင်ရှောက်ထားခဲ့ပါတယ်အခုကမှရှိတဲ့စက်ရုံပြန်လည်ပြင်ဆင်ပြီးတဲ့အခါ ကျမရည်တဲ့ကိုင်ကြီးကောင်တန့်ရှင်းပြီးတော့စနစ်ကျမှုရအတွက်ကျမတို့ကငငယ်လေးကလေးကပေါ့နော်အဖေအမေတွေဖိုးတွေဖွားတွေဦးကြီးဦးလေးတွေဒေါ်ကြီးတော်လေးတွေပေါ့နော်အဲသူတို့တွေကကျမတို့ကိုဒီလိုအာဟာရပေါ့နော်ဆန်တဲ့စီဟာမြန်မာလူမျိုးတွေရဲ့အာဟာရအရင်းမြစ်ဖြစ်ပါတယ်ကျမတို့တွေအားလုံးကဒါဒါကိုစားပြီးတော့ဟလာမိဘဘိုးဘွားတွေရဲ့စောင့်ရှောက်မှုနဲ့ကြီးပြင်းလာကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဲဒီတကြီးကတော့မြေပဲစီကိုဒီလိုရည်ရွယ်ချက်ကလေးနဲ့ပေါ့ဒီကျေးဇူးတရားတွေကိုအောက်မေ့တဲ့ရည်ရွယ်ချက်ကလေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုလည်းအမှတ်ရအောင်လို့ဒီထဲမှာ performance အဲဒီ ွဲလေးမှာ performance အနေနဲ့ထည့်သွင်းထားပါတယ်ရှင်။ဒီကလတ်ဆန်ဆောင်းပြတာတော့အော်အောင်းရည်တွေဟုတ်တယ်ဒီကလတ်ဆန်ဒီ 对对对，那家里边那个维修中心那个电话是啥子？对吧？我昨天打电话去 ကျမတို့ကလေဟိုဟိုမြန်မာပြည်မှာရှိတဲ့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးအများစုကမိဖို့ဆောင်တာဝန်ယူရပါတယ်ကျမမိဖို့ဆောင်လို့မတုံးနှုံးပါဘူးရှင်မိဖို့ဆောင်လို့တုံးနှုံးပါတယ်ဘာလို့ဆိုမိဖို့ဆောင်ဆိုတော့ကျမတို့ရဲ့အရန်ရေးကြီးတဲ့မိသားစုတစ်ခုရဲ့ကျမရေးနေပေါ့နော်အဟာရတွေကိုနော်ထောက်ပံ့ပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့မိဖို့ဆောင်မှာအမျိုးသမီးအများစုကအဟိုအချိန်ကောင်းအဲ့မှာပဲနော်ဒီကောနော်အချိန်ယူရပါတယ်ရှင်အဲ့တော့အမျိုးသမီးတွေကိုလည်းအဲ ဟိုပါကိုစားပြုရင်းနေနောက်ပြီးတော့ကျမကိုယ်တိုင်ကလည်းအတော်ကြီးအမေတွေပေါ့နော်အဲ့လိုအမတွေနော်ညီမဝမ်းကြွေးတွေနဲ့အဲ့လိုမျိုးကြီးပြင်းရတဲ့အခါကျတော့ဒါတွေကိုအရန်အောက်မိပြီးတဲ့အခါကျတော့ကျမတို့ကတတိကြော်ဆိုတဲ့နာမည်လေးကိုမြန်မာဆန်ဆန်လေးနဲ့ပဲကျမတို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုပြီးပြစ်တာပါဒီကွန်းဟုတ်ကဲ့ဟုတ်ပါတယ်မင်းမလေးအညာသူဆိုတော့ကွာသူကဟိုမကွေးတိုင်းပေါ့နော်မြစ်ချေသူပေါ့သူရဲ့မခုတ်ကူမြစ်ချေပေါ့အဲ့ဒီကဟိုဇာတိကအဲ့လိုမျိုးဆိုတော့ညာရဲ့အငွေ့အသက်ကလေးလည်းပေါအောင်ဆိုပြီးတော့ဒါရှေးခေတ်ဟောင်းလည်းပြန်ပြီးတော့တတိယအောင်ဆိုတော့တကြီးခေတ်ကလေးပြန်ပြီးတော့ပါလေအဲ့အဲ့ဒါလေးကိုကိုစားပြည့်တဲ့အနေနဲ့ မိခင်တွေကိုကိုစားပြုတဲ့အနေနဲ့တကြီးကတော့ဆိုပြီးတော့နမဲလေးကြားလိုက်တာလည်းတဲ့ဒါမြန်မာမှုလည်းဖြစ်တယ်မြန်မာမှုလည်းပါတယ်ဝိသက်ကိအခုဘလောက်တိပဲရှေ့ကိုရှေ့ခစ်တွေရှေ့ခစ်တွေရောက်နေပြီလို့စီတကြီးကတော့လို့ပြောလိုက်ချင်ရပဲဟိုနောက်ကဟိုအောင်မွေဝယ်ရလေးကိုလေစိတ်တမအထင်ကြီးရလေးဖြစ်သွားတယ်လေရော်တီရော်မှာဆိုလို့ရှိရင်တကြီးကတော့မပါလို့ရှိရင်ပွဲမစီဘူးဆိုတော့ကျွန်တော်ကအဲ့လိုမျိုးလေးလေသူနဲ့ပတ်သက်ရင်ချစ်ဖို့ကောင်းတဲ့ကွန်ပျူတာကွန်ပျူတာနာမည်ကဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ပါရှင့်သူကတကြီးရဲ့မိမအရေးကြီးတာကိုတကြီးကတော့ဒါဒါလေးလို့ ဘာသာလက်ရှိမှာတော့ကျမတို့ city map တို့ capital တို့ပေါ့နော် one store map တို့ကိုကျမတို့အဲ modern trade အနေနဲ့တင်ထားပါတယ်ဆိုတော့နောက်ပြီးတော့ကျမတို့ဒီပွဲမှာလည်း ကျွန်တော်ဘေးမှာဒါလေးရှင်းပြမှာပေါ့နောက်ပြီးတော့အဲ့ဒါအတွက်ကိုပဲကျမတို့ကတကက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ခံပြီးခြင်းတဲ့အတွက်ကြောင့်မလို့မေဂါနဲ့အခုဆိုကျမတို့ကပေါင်းစည်းရောမှာဖြစ်ပါတယ်ရှင်ဒီပွဲလေးကမေဂါနဲ့ပေါင်းစည်းရဲ့ပွဲလေးပါရှင်ကျွန်တော်မေဂါ life science ပေါ့မာရီ limited ပေါ့နော်သူတို့ကနေပြီးတော့ distribution ကိုအကုန်လုံးတနိုင်ငံလုံးအတွက်ကို nation wide ကိုသူတို့တာဝန်ယူထားပါတယ် င်းနဲ့ချက်တယ်လို့ဆိုတော့ကိုဒါတာကျမကြီးအဓိကပဲလေနော်အဲတအိမ်လုံးမှာအဲတပိသားစုလုံးစားဖို့တောက်ဖို့အတွက်ကိုကစံစီစားငရုတ်ချက်တော့ဒါအဓိကပဲအဲ့မှာမှာစံပြီးရင်စီး စီရတိကပဲစီဒီလူကိုဟိုဥပက်လည်းရောက်စေတယ်အဲနောက်တစ်ခါဟိုတွေးတူယောဂါနှလုံးသွေးကြောကျင်းတာဒါဒီဖြစ်နိုင်ခြေရှိတဲ့စီအမျိုးအစားတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီတကြီးကြော်ရဲ့စီရကြတော့ကျမ်းမာရေးအတွက်ကိုအထူးကိုဟိုဘယ်လိုခေါ်မလဲကုတ်ကဲပြီးတော့စီမံထားတဲ့အတွက်ကြောင့်မကုန်းလုံးကယုံကြည်တယ်စိတ်ချတယ်ကိုကိုယ်တိုင်လည်းအုံပြုနေတယ်အဲအဲ့အတွက်ကြောင့်မလို့တကယ်ကိုအရင်စိတ်ဖြစ်တယ်ကွယ်အဲ့ဒါကြောင့်မို့တကြီးကြော်ကမိုက်တယ်အာချက်တာချက်တာအိမ်မှာကိုပဲချက်တာကို့အဖေအတွက်ဖဖေ ေဆိုအသက်86နှစ်ရှိပြီဟလာဆိုတီကွန်ဒိုနှစ်ယောက်အတွက်ဆိုဒီ၃ယောက်စာကိုဒီတအိုးထဲချက်ရတဲ့ချိန်မှာအဓိကကြတာစီပေါ့နော်နော်အဲအဲ့အတွက်ကြောင့်မို့အဲ့စီရအရန်ရေးကြည့်ပါလေဂျမားရေးအတွက်အရန်များသွားရင်လည်းမကောင်းအရန်နှဲသွားရင်လည်းမကောင်းဒါပေမဲ့စီရမပါမဖြစ်ဘူးဟိုတမင်းညာလေးနဲ့ပဲစီလေးစားပြူပြီးတော့ကိုဟိုပဲအကျုပ်ခပိုက်လေးတလုံးနဲ့တည်းလဲဟင်းဖြစ်တယ်ဒါပေမဲ့စီရအဓိကပဲတမိုင်နဲ့ညီညွတ်မှအရန်ကောင်းတာလေးနရန်ကြောက်ကလေးနဲ့ ဟိုအာလူးလေးနဲ့ခဲငင်သီးလေးနဲ့ပေါ့နော်အဲ့ဒါလေးကိုခါတဲ့စီလဲရေလဲပုံစံမျိုးလေးနဲ့ချက်ပြီးတော့မှငပိရေလေးနဲ့တို့စရာလေးနဲ့ပါနဲ့အဲ့လိုစားတော့သိကြိုက်တာကျွန်တော်သိရမလားအဲ့တော့နောက်ပြီးတော့ဘာလို့လဲနောက်တစ်ခွက်ရှိရဆိုငတလောက်အဲ တလောက်ကိုစီပြန်လေးပေါ့နော်အဲခန်းကျင်သေးလေးနည်းထည့်ပြီးတော့တလောက်စီပြန်လေးနဲ့ပြီးလဲပြီးတော့အမှဟိုဘူးဒီဟင်သာလေးအဲ့ဒါဆိုလေးပါလားပေါ့နော်အဲ့တော့ငါတလောက်စီပြန်ချက်တဲ့ခါမှာလဲကျွန်တော်ပြောလို့စီတွေတကားဝေးပြီးတော့ဒါဆိုရင်မလိုပါတင့်တင့်လျှောက်ပတ်ရောပေါ့နော်အဲအဲ့တော့ကျွန်တော်တို့အခန်းစီကိုအရေးကြီးတယ်တကြီးကတော့ကျောင်းတော်များတို့ရေကူ ကျွန်မတို့ညီကြီးကနေထွက်တဲ့ညီဘဲဆိုတဲ့တီးနံပေါ့နော်အဲ့ဒီညီဘဲဆိုတဲ့တီးနံဟာမြန်မာပြည်အလဲပိုင်းရဲ့ဘယ်နေရာမှာပဲအစီလေးကြကြအပင်ပေါက်ပြီးတော့ကိုတကယ့်ကိုနော်မြန်မာပြည်အလဲပိုင်းရဆိုလို့ရှိရင်အဲ့လိုမျိုးရောစာကောင်းတဲ့နေရာကနေထွက်တဲ့ဒီညီဘဲစီဟာကျွန်မတို့အာညီဘဲစီစစ်စစ်ကိုထုတ်လုပ်ထားဖြစ်တယ်နောက်တစ်ခုကကျွန်မတို့ကျမ်းမာရေးရှုတော့အရာပြောရလို့ရှိရင်လဲအာညီဘဲစီကိုစားသုံးခြင်းဖြင့်အဲ့ဒီစီပေါ့နော်ဟိုရေသွေးမမီတဲ့စီကိုမစားသုံးမဲနဲ့ညီဘဲစီကိုစားသုံးပြီးတော့ကိုကျမ်းမာရေးယူဆိုင်ကြပါလို့ကျွန်မက ပြောချင်ပါလိမ့်ရှင်ဟုတ်တယ်အဲ့ဒါကြောင့်မို့လို့စားသုံးပြုံးပြောတကြီးကတော့တကြီးကတော့ပါဟုတ်ကဲ့ပါအဲ့တော့အင်ရှင်မာတိုင်းပေါ့နော်အင်ရှင်မာတိုင်းအင်ရှင်မာတိုင်းမိသားစုတိုင်းမိသားစုတိုင်းကျွန်တော်တို့ဖြန့်ဖြူးလို့အတွက်ကိုရရှိနိုင်မဲ့မတ်တွေအများကြီးမှာကျွန်တော်တို့တကြီးကတော့နဲ့ပတ်သက်လို့တင်သွင်းရောက်ချထားတာဖြစ်ပါတယ်အဲ့တော့အချိန်မရနေရမရသွားရပြီးတော့ဝယ်ယူအားပေးကြပါလို့ဒီနေ့တိုက်တွန်းခြင်းပါခင်ဗျာ